ာပါရှင်အရကတက်တော်အေရဲ့မကွေးထူးစစ်မျက်နှာစာမှာအချိန်ယူတက်ခိုက်နေရတဲ့နရေကန်တာဝေဒါစခန်းအကြောင်းကိုဒီအစီအစဉ်မှာတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်နရေကန်တာပင်မဝေဒါစခန်းဟာရခိုင်မကွေးအဆက်ကငဖေးမြို့နယ်လေးမှာတည်ရှိတာပါသူ့ကိုအဓိကကာပေးထားတဲ့တာဝါရိုင်းစခန်းကိုအရကတက်တော်အေကဇွန်လ၄ရက်နေ့မှာတင်ပိုက်လိုက်ပြီလို့သတင်းမီဒီယာတွေကရေးသားထားပါတယ်အဲ့ဒီတာဝါရိုင်းငုံစခန်းကနရေကန်တာဝေဒါစခန်း ပေမရဲ့အဓိကကာကင်းကြီးတစ်ခုဖြစ်ပါတယ်။အကွာအဝေးအရာလဲတမိုင်ကျော်ပဲကွာဝေးတော်ကိုတွေ့ရပါတယ်။နရေကန်တောင်ရေဒါစခန်ပေမမှာဘာတွေရှိလဲဆိုတာကိုအဓိကတင်ပြပေးသွားပါမယ်။ဂျိုရုဓာတ်ပုံနေအရာရောတက်တွင်သတင်းရင်းမြစ်တွေစီကသတင်းအချက်လက်တွေအရာကိုတွေ့ရတာကတော့နရေကန်တောင်ရေဒါစခန်မှာစက်လုံးပုံတရံအဆောက်အုံတစ်ခုရှိနေတာကိုထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။နရေကန်တောင်ရေဒါစခန်မှာ ရရုံဆက်လုံးပုံတရံအဆောက်အအုံကိုတွေ့ရပါလိမ့်မယ်။ဒါဟာအပြင်ကပါသဘောမျိုးသာဖြစ်ပြီးအဲ့ဒါကရေဒါအင်တာနာတိုင်ကိုမူလဝတ္တဓာတ်ကနေအကာအကွယ်ပေးတဲ့အပြင်စစ်ကနယ်လိုင်းရှုပ်ထွေးတိုက်ဆိုင်မှုတွေကိုလျှော့ချပေးနိုင်ပါတယ်။လေယာဉ်တွေဒရုန်းကြီးတွေနဲ့မူလဝတ္တအခြေအနေများကိုအဝေးကနေထောက်လှမ်းနိုင်ပါတယ်။အခုလက်ရှိ A ကတိုက်ခိုက်နေတဲ့ရခိုင်မကွေးအစက်ကနယ်ရီခံတောင်စခန်းမှာရေဒါအင်တာနာကိုကာကွယ်ပေးတဲ့ဆက်လုံးပုံတရံအဆောက်အအုံရဒုံရှိနေတဲ့အတွက် ဲ့ဒီစခန်းဟာ radar station တစ်ခုဖြစ်တယ်လို့အတည်ပြုနိုင်ပါတယ်။နိုင်ငံတကာမှာတော့ radar စခန်းတွေကိုနေဆက်အနည်းတွေမှာတိစောက်လေးရှိပြီးပတ်ဝန်းကျင်နိုင်ငံတွေကို ထောက်လှမ်းကြပါတယ်။အဲ့ဒီ radar စခန်းကိုအေအေရပြီးရင်ဘယ်လိုဓာတ်ပုံတွေတွေ့မြင်ရမလဲဆိုတာဟာစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ radar စခန်းက radar အမျိုးအစားဟာယာတီဥဒုအတွက်ပဲတုံနိုင်တာလား။စီးရဲအရာတွေကိုပါထောက်လန်းနိုင်တာလားဆိုတာကတော့တက်အပ်မပြောနိုင်သေးပါဘူး။ ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုကတော့လေကြောင်းရံကာကွယ်ရေးစခန်းဆိုပြီးဖော်ပြနေပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလတုန်းကနယ်ရီကန်တောင်အနီးကကာကေးတစ်ခုကိုအေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့အဲ့ဒီစခန်းတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစီရီယက်အရှူတပ်ဖွဲ့ကဂျားဖြတ်တိုက်ခိုက်ခဲ့ပြီးအချို့ကိုအရှင်ဖမ်းမိခဲ့တယ်လို့သတင်းတွေမှာတွေ့ကြရပါတယ်။အခုတော့နယ်ရီကန်တောင်ဝေဒါစခန်းပေမစခန်းကုန်းသတင်းတွေမှာတော့ဘူဟာကုန်းဆိုပြီးဖော်ပြထားပါတယ်။ တမ88ဒါမှမဟုတ်69ကစစ်မြွာတစ်ခုထိုင်နေပုံရပါတယ်။နယ်ရေကန်တောင်ရေဒါစခန်းရဲ့အနီးကပ်ဆုံးတာဝါတိုင်းကုန်းစခန်းကိုအေကဇွန်လ၄ရက်နေ့မှာတိမ့်ပိုက်သွားနိုင်တဲ့သတင်းတွေအရဆိုရင်ရေဒါစခန်းပင်မဗျူဟာကုန်းပဲကြံမာတော့မယ်။အဲ့ဒီရေဒါစခန်းမှာစစ်တီအင်အားယာနဲ့ချီရှိပြီးတော့အမြောက်တွေအပြင်အင်အားတွေပါထပ်ဖြည့်ထားတယ်လို့သတင်းတွေအရသိရှိရပါတယ်။အေထိုးစစ်ကရခိုင်မကွေးအဆက် ရိုးမပေါ်မှာရှိတဲ့ ရေဒါစခန်းကိုပါထပ်ရခဲ့ပြီဆိုရင်တော့ယူအောက်ကိုဆင်းလိုက်တာနဲ့ငဖဲမြို့ကိုရောက်ပါပြီ။ဒါပေမဲ့ငဖဲမြို့နယ်ရဲကဗရန်းမှာအမြောက်စစ်စေးရေးကိုကဲမှုဌာနချုပ်မာဆခ905အပါအဝင်အမြောက်တရင်နေရှိနေပါတယ်။ဗရန်းကမာဆခ905မှာတက်မ69တက်မမှုနဲ့ရှေ့တန်းတက်မယုံထိုင်နေပါတယ်။ဘလို့ပဲဖြစ်ဖြစ်အေအထုစစ်ကယူမကိုကြော်လာပါပြီ။တက်မမှုတယောက်ကိုအရှင်ဖမ်းမိမလား။စစ်ကောင်စီဘက်ကတိတ်ခါမကြအောင်နောက်ပြန်ဆုတ်ခိုင်းမလား။ တမမှုကိုယ်တိုင်ပဲထွက်ပြေးမလားဆိုတာကတော့ဆက်ပြီးစောင့်ကြည့်အောင်မှာပဲဖြစ်ပါတယ်ရှင်